လူတယောက်ဟာသူများအလှလူတာကို တားမြစ်လို့ရှိရင်တဲ့အန္တရာယ်၃မျိုးလောက်ထာရောက်တယ်ပေါ့သူကသူလူတာကိုလည်းမဆိုင်တယ်ဆက်ပါဒီ၃မျိုးကိုအန္တရာယ်ပြုတာရောက်ဘာလဲလို့ဆိုလို့ရှိရင်ဟောအလှတာရဲ့ကကုသိုလ်ရဖို့အတွက်အန္တရာယ်ဖြစ်တယ်လူတဲ့လူကသူကသွားခန္ဓာလို့မလူနဲ့လို့ပြောတဲ့အတွက်ကြောင့် ုသူရရမှာမရတော့ဘူးလေအဲ့ဒါကြောင့်မို့လို့သူများလှူတာကိုတမ်းမြစ်မယ်ဆိုလို့ရှိရင်တဲ့ဒါရကာရဲ့ကုသူအန္တရာယ်ကိုလည်းသူလောက်ရရောက်တယ်ကုသူကိုအန္တရာယ်ပြုတာတားဆီးတာလည်းဖြစ်တယ်ပုံညာတရေလို့ခေါ်တာပေါ့နော်ကုသူရရမှာမရတော့ဘူးကုသူကောင်းမှုရဲ့အန္တရာယ်ဖြစ်သွားကုသူမဖြစ်တော့နောက်တစ်ခုကမှာတော့ အလူကံပုဂ္ဂိုလ်အတွက်ရရမဲ့ပစ္စည်းမရလိုက်ဘူးဆိုသူ့ကိုလည်းပဲလာဘန်တဲ့သူရရမဲ့ပစ္စည်းအတွက်အနိုင်ရလုံးလိုက်တာပဲတဲ့။တော့အလူကံပုဂ္ဂိုလ်အလူတဲ့ပုဂ္ဂိုလ်ကဒါရကကကုသိုလ်ရရမှမရတော့ဘူး။အလူကံပုဂ္ဂိုလ်ကလည်းပစ္စည်းရရမှမရတော့ဘူး။အလူကံပုဂ္ဂိုလ်ကိုလည်းကုသိုလ်မဖြစ်အောင်အနိုင်ရပေးလိုက်တာ ਨੇ တူတူပဲတဲ့။ လူခံတဲ့ပုဂ္ဂိုလ်လည်းပဲပစ္စည်းရရမှာမရအောင်အနေရပြုတာနဲ့အတူတူပဲတဲ့မြတ်စွာဘုရားဒါပြောငါဘယ်တော့မှမလောက်ဘူးနောက်ဆုံးမှာသူများလူတာကိုခံတားတဲ့ပုဂ္ဂိုလ်ဟာတဲ့မဟာတာခင်ကလေးကသူ့ရဲ့စိတ်ရုပ်မှာကြောင့်မဟုတ်ဘူးသူများလူတာသူကသူလူတာပဲလေအဲ့တော့မလိုမုန်းတာတဲ့စိတ်နဲ့ဟန်တားတာဖြစ်သွားတယ် ဖြစ်သွားတော့မဟန္တာခင်ကလေးကသူကခုနကကောင်းမှုရဲ့အန္တရာယ်မဖြစ်ခင်ရရှိမဲ့ပစ္စည်းလလပါရရှိမဲ့အန္တရာယ်ကို မပြုတ်ခင် ချွတ်တင်ပြီးတော့သူ့ရဲ့ခုံတိတ်ခါလေးသူဖြတ်စည်းပြီးသားဖြစ်သွားပြီဒီလိုဆိုလို့နော်အဲ့တော့ရသော်ဗျာဆုတ်လို့တာကသူများလှူတာကိုမလှူနဲ့လို့တားတဲ့ပုဂ္ဂိုလ်ဟာ ဒီအချက်၃ချက်ကိုသူ့မှာထိခိုက်နေတာမျိုးသုံးခုသူလုံးတဲ့အလုပ်ကြောင့်ဒါယကာမှာကုသိုလ်ရရမှာမရတော့ဘူးအလူကံပုဂ္ဂိုလ်ပစ္စည်းရရမှာမရတော့ဘူးသူ့ကိုယ်တိုင်မှာကိုယ့်ရဲ့ဂုံသိက္ခာကိုကိုယ့်အကူဖြည့်ဆည်းပြီးသားဖြစ်သွားပြီတဲ့သုံးခုဒီလိုသုံးမျိုးအတွက်အနေဖြစ်သွားတယ်လို့ပြော ဒါကြောင့်မို့လို့အလှူဒါနနဲ့ပတ်သက်ပြီးတော့တရိษံပဲကျွေးကျွေးလူကိုပဲပေးပေးမဟာတရားဘုရား